လေရန်ဘုံသီထုတ်လုပ်ရာကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစာရီစီလက်စစ်တအားပေးနေတဲ့ဆလင်းမြို့တအားခွဲရုံကစစ်ကောင်စီတပ်ဖွဲ့ကိုပြီးခဲ့တဲ့ရက်ပိုင်းမှာတိုက်ခိုက်ခဲ့တယ်လို့ဗမာတပ်တော်တော်လှန်ရေးအဖွဲ့ကဧပြီ6ရက်မနေ့ကအသိပေးထုတ်ပြန်လာပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတက်ဆွဲထားရာတအားခွဲရုံကတော့မကွေးတိုင်းမင်းဘူးခရိုင်တဲကဆလင်းမြို့မှာရှိတဲ့တညောင်တအားခွဲရုံဖြစ်ပြီးမတ်လ31ရက်ကတိုက်ခိုက်ခဲ့တာလို့သိရပါတယ်အဲ့ဒီတအားခွဲရုံကနေ မကွေးတိုင်းစေတုတ်တရားမြို့စေဖြူမြို့လောင်းရှင်မြို့တို့မှာရှိတဲ့ကပါစ20 21 25တို့နဲ့စေဖြူမှာခြေဆိုင်တဲ့အမှတ်ကို လေကြောင်းရံကာကွယ်ရေးကိုကဲမှုစစ်စင်ရေးဌာနချုပ်ကိုလည်းတအားပေးထားတယ်လို့ဗမာတပ်တော်ကဆိုပါတယ်။အချက်လက်တွေအရတော့ကပါစ20ကလေကြောင်းရံကာကွယ်ရေးလက်နက်ထုတ်ပြီးကပါစ21ကလေယံဘုံထုတ်လုပ်တာပါ။ကပါစ25ရဲ့အချက်လက်ကိုတော့မသိရပါဘူး။ဒီတက်ခတ်မှုမှာတညောင်တအားကွယ်ရုံအတွင်တက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဘက်က အရာရှိ2ဦးအပါအဝင်တပ်ဖွဲ့ဝင်30ကျော်သေဆုံးတယ်လို့ဗမာတပ်တော်ကထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ထိခိုက်သေဆုံးမှုတော့ People Spring အနေနဲ့တရားအတိမပြုနိုင်ပါဘူးစစ်ကောင်စီကငလင်တန်းကြောင့်ပြည်သူတွေထိခိုက်ဆုံးရှုံးမှုကြီးမားနေတဲ့အချိန်မှာမထောက်ထားမဆာနာပဲဘုံကျဲတိုက်ခိုက်မှုတွေကိုဆက်လုပ်နေတာကြောင့်မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးအခုလိုတအားခွဲယုံကိုတိုက်ခိုက်တာလို့ဗမာတပ်တော်ကအသိပေးထားပါတယ်တိုက်ခိုက်မှုအမှတ်တမ်းရုပ်တံအရာ လက်နက်ငယ်တွေပခုံးထအပီကြီးစိန်ပြောင်းတို့နဲ့ပြစ်ခတ်တိုက်ခိုက်တာကိုတွေ့ရတာပါတိုက်ပွဲက၄နာရီကျော်ကြာမြင့်ခဲ့ပြီးအပြန်အလှန်ပြစ်ခတ်မှုဖြစ်ခဲ့တယ်လို့ဗမာတပ်တော်ကအသိပေးပါတယ်။ဓာအားခွဲယုံ ထိခိုက်ပျက်စီးသွားပြီးနောက်ကပ္ပစာ20 21 25တို့နဲ့အမတ်ကိုလေချောင်းရံကာကွယ်ရေးကုတ်ကဲမှုစစ်စင်ရေးဌာနချုပ်တို့မှမိပြတ်သွားတယ်လို့လည်းဗမာတပ်တော်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ တိုက်ပွဲအပြီးမှာတော့တညောင်တအားခွဲယုံနေတဝိုက်ကိုစစ်ကောင်စီလေးတပ်ကဂျက်တိုက်လေရင်တုံးပြီးဘုံကျဲခဲ့တယ်လို့အသိပေးထားပါရှင်။